င်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မလေးရှားနိုင်ငံမှာအခုသတင်းပတ်ကုံကျင်းပဖို့ရှိနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်းဆောင်တက်ရောက်ဖို့မရှိဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအတည်ပြုပြောကြားလိုက်ပါတယ် 49ခြိမ်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီးအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဒွာကအောက်တိုဘာလ22ရက်နေ့ကကွာလာလမ်ပူမြို့မှာပြည်ရင်းပြည်ပသတင်းသမားတွေနဲ့တွေ့ဆုံလာမှာပြောကြားလိုက်တာလို့ပါမနာမာမလေးရှားသတင်းကဖော်ပြပါဗျာ။ မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မှာမဟုတ်ကြောင်းနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြည်ပခအကြက်တဲတွေအတွက်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအခိုင်အမာဆွေးမြေ့လိုက်နာဆောင်ရွက်သွားမယ်လို့မလေးရှားဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။အခုတချိန်ထိပ်သီးအစည်းအဝေးမှာမလေးရှားဟာမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမယ်လို့နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ပြောဆိုထားပါတယ်။မလေးရှားမြို့တော်ကွာလာလမ်ပူမြို့မှာအော်တိုဘားလ26ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမဲ့3ရက်ကြာအစည်းအဝေးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကမ္ဘာနိုင်ငံကအကောင်းဆောင်တွေတက်ရောက်ကြမယ်အပြင်ဒေတာရင်းနိုင်ငံတွေအနေနဲ့လည်းသမ္မတတွေနဲ့ဝန်ကြီးချုပ်တွေတက်ရောက်မယ်လို့အတည်ပြုထားကြပါတယ်ရှင်စစ်တပ်ကပြန်သိမ်းယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောမြို့ပေါ်မှာအော်တိုဘားလ22ရက်နေ့ကစပြီးစာတင်ကြောင်းတွေပြန်လည်ဖွင့်လက်ကဌာနဆိုင်ရာရုံးတချို့လည်းလဲပတ်နေပြီလို့ဒေသခံတွေစီကသိရပါဗျာ တိဘောမျိုးကအမတ်တအခြေခံပညာထက်တန်းကျောင်းမှာကျောင်းအပ်လက်ခံနေပြီးလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ရအိုးစည်းဌာနကိုတိဘောမျိုးဂုံတော်ပရိယတိစာသင်တိုင်းမှာယာယီယုံခွဲဖွင့်လက်ကအိမ်အောင်စုစီရင်တိုက်ဆိုင်စစ်ဆေးတာနဲ့နိုင်ငံသားစစ်စီရေးကတ်တွေလည်းပြန်လုပ်ပေးနေတယ်လို့သိရပါဗျာ။ တီဘောမျိုးဘော်ကဂုံတော်ပရိယတိစာတင်တိုင်းမှာကြောင်မဲမျိုးနယ်လာဝကယုံဝန်ထမ်းတွေကအယာယီယုံခွဲဖွင့်ပေးနေပြီးဌာနဆိုင်ရာယုံတွေပြန်လည်လည်ပတ်နေပေမဲ့ယုံကန်းတွေမှာမဟုတ်ပဲတခြားနေရာတွေမှာယာယီဖွင့်ထားတာတွေ့ရတယ်လို့ဒေသခံအမျိုးသမီးတယောက်ကပြောပြပါဗျ။တီဘောမျိုးနယ်ဟာစစ်ကောင်စီရဲ့လာမဲ့ဒီဇင်ဘာလမှာရွှေကောက်ပွဲပြုလုပ်မဲ့မြို့နယ်ထဲမှာပါဝင်ပြီး TNL ထိန်းချုပ်ထားရကနေအခုလအော်တိုဘားလ16ရက်နေ့ညမှာစစ်ကောင်စီကပြန်လည်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်ရဲ့တချို့သောမြို့နယ်တွေမှာမဲပွေးခွင့်ရှိတဲ့မဲဆန္ဒရှင်စီရင်ထုတ်ပြန်ကြေညာတာမှာတော့တိုက်စုံမိသားစုတွေနံမဲတွေပါဝင်နေတယ်လို့အမှားယွင်းများစွာဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူတွေစီကနေတစင်သိရပါဗျ။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ထုတ်ပြန်ကြေညာတဲ့မဲဆန္ဒရှင်တွေရဲ့အမည်စင်းမှာတည်ဆုံးပြီးသားသူတွေရဲ့အမည်တွေပါဝင်တာအင်တာဗျူးစီရင်တဲ့ရှိနေသူတွေရဲ့အမည်မပါတာနဲ့ အမားရင်တွေအများပြားဖြစ်နေတယ်လို့ဒေတာခန်တွေစီကနေစုံစမ်းသိရပါဗျ။ရန်ကုန်မြို့ကြောက်တရားမြို့နယ်မှာရှိတဲ့ရက်ွက်တော်တော်များများမှာဆိုတည်ဆုံပြီးသားသူတွေရဲ့နာမည်တွေကိုထည့်သွင်းဖော်ပြထားကြောင်းဒေတာခန်ပြည်သူတယောက်ကပြောပြပါဗျ။ဒီပေါ်တော့ဖြစ်နေတာအခုဒီကြောက်တရားမြို့နယ်မှာရက်ွက်တော်တော်များများလို့ပြောရမှာပေါ့။အဲတည်ပြီးသားလူတွေကနာမည်မှာပြန်ပါနေတယ်။တည်ပြီးသားလူတွေကနာမည်မှာပါနေပြီးတော့အခုလက်ရှိနေထိုင်နေတဲ့သူတွေကနာမည်မှာမပါဘူး။ ပြီးတော့တခါထပ်ပြီးတော့ပြောင်းသွားတဲ့လူတွေရှိတယ်။တချို့ဆိုလို့ရှိရင်ဒကောင်စင်းမှာလုံးဝဟိုအဲထွက်သွားတာ။အဲ့ထွက်သွားတဲ့ဒကောင်စင်းလေးကလူတွေကဒီမှာဒကောင်စင်းလိုက်ကြီးကိုတမိသားစုလုံးကြီးပါတယ်။နမဲတွေမှာနမဲတွေတူပြီးတော့မပုံတင်နေထက်နေတာပေါ့။အတမိတကာကိုလှုပ်ထားသလိုမျိုးကြီးဖြစ်နေတယ်။ပြီးပြီးရောပေါ့နော်။လာပြောရင်ပြင်ပေးလိုက်မယ်လာမပြောရင်ဒီတိုင်းပဲထားလိုက်မယ်ဆိုတဲ့ပုံစံမျိုးကြီးလှုပ်ထားတာပေါ့။ပထမအချိန်မဲဆန္ဒရှင်စရင်ကြီးညာတာကိုစက်တမ်ဘာလ30ရက်ကနေအောက်တိုဘာလ13ရက်နေ့ထိ ကြီးညာပေးထားမှာဖြစ်ပေမယ့်စိတ်ဝင်စားသူနေပါပြီလာရောက်ကြည့်ရှုသူမရှိတဲ့အတွက်အော်တိုဘာလ20ရက်နေ့ထိတိုးပေးထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမဲဆင်းတွေမှာအမားရွေးတွေအများကြီးရှိနေကြောင်းနမဲစင်းမှာမပါဝင်တဲ့ဒေတာခံပြည်သူတယောက်ကလည်းပြောပါတယ်။မဲစင်းလာကြည့်လာကြည့်ရမယ်ဆိုပြီးတော့ဟိုသူတို့ကနေပြီးတော့အဲဒီလော်လေးအော်တော့ရကရုံကိုသွားပြီးတော့ကျမတို့သွားကြည့်တယ်။သွားကြည့်တဲ့အခါကျတော့ကျမတို့နမဲစင်းကမပါဘူး။ဒါနဲ့ပါတဲ့ဟာတွေကဟာ ်သေးပြီးသားလူကြီးရက်ွက်မှမရှိရလူကြီးအဲ့ဒီပါလေဘယ်တော့မှမစင်းကိုကတ်ထားသလိုမပြောတတ်ဘူးပါဟောမပါတဲ့အတွက်ကြောင့်သူတို့ကနေပြီးတော့ဖုန်ပြန်ဖြည့်ပြီးတော့မဲတဲ့ဦးအတွက်ပေါ့နော်ဟိုရှောက်ထားနိုင်တယ်ပေါ့အဲ့လိုပြောလိုက်တယ်မဲစည်းကြညာပြီးပြစ်စနိုင်မှုအတွက်ပေးထားတဲ့အချိန်ကာလကပြီးဆုံးသွားပြီဖြစ်ပေမဲ့ရန်ကုန်ကကြောက်တရာမင်္ဂလာတောင်ညွန်တင်ရန်ကျွန်းတောင်တကုန်းစားရမြို့နယ်တွေပါဝင် မြို့နယ်တော်တော်များများနဲ့ လွိုင်းကောစတဲ့နေရာတွေမှာတော့မဲဆင်းတွေကအမှားယွင်းတွေများပြားဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့ကမိမိရဲ့အမည်မဲဆင်းမှာမပါဝင်ဘူးဆိုပုံစံသုံးတဲ့မဲဆင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုနိုင်ပြီးမပါဝင်တဲ့သူတွေပါဝင်နေမယ်ဆိုရင်တော့ပုံစံလေးနဲ့ကန့်ကွက်နိုင်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာရှိပါတယ်။အခုကြေညာထားတဲ့မဲဆန္ဒရှင်အမည်စင်းက ပြင်ဆင်ဖြည့်ဆွတ်တာတွေပြုလုပ်သွားမှာဖြစ်ပြီး ်လာမယ့်နိုဝင်ဘာလထဲမှာဒုတိယအကြိမ်ထပ်မံကျင်းညာသွားမယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းကိုတော့ဒီဇင်ဘာလ28ရက်မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ကျွန်မဝေပါ။ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းနိုင်ဂျာပြည်နယ်မှာအော်တိုဘားလ22ရက်နေ့အင်္ဂါနေ့ကလောင်စာစည်းကမ်းတင်ဆောင်ထားတဲ့မော်တော်ယာဉ်တိမ်းမောက်ပောက်ကွဲပြီးအနည်းဆုံးလူ35ရောက်သေဆုံးခဲ့ကြောင်းဖက်ဒရယ်လန်းလုံခြုံရေးကင်းရေးတပ်ဖွဲ့ FRSC ကပြောကြားခဲ့ပါတယ်။မော်တော်ယာဉ်ဟာလမ်းချော်ပြီးတက်စီတွေရုပ်ဖိတ်မှောက်ကြပြီးတော့တိမ်းမောက်သွားခဲ့ကမကြခင်လေးမှာပဲမီးလောင်သွားခဲ့တာဖြစ်ကြောင်းနိုင်ဂျာပြည်နယ်မှာရှိတဲ့ FRSC ဌာနမှအိုင်ရှာတိုဆာတိုကပြောခဲ့ပါတယ်။ အာဖရိကရဲ့လူ့ရေအထူးထက်ဆုံးနိုင်ငံမှာပိုက်လိုင်းအခြေခံအဆောက်အဦတွေအကန့်အသတ်ရှိတာကြောင့်ရေနံထွက်ကုန်တွေကိုမော်တော်ယာဉ်တွေနဲ့ကားလမ်းကနေတည်ယူပို့ဆောင်ရတာကြောင့်ဒီလိုဖြစ်ရပ်တွေကိုကြုံရလေရှိပါတယ်။ချိုင်းတွေအပေါက်တွေနဲ့ပြုပြင်ထိန်းသိမ်းမှုမရှိသလောက်ဖြစ်နေတဲ့လမ်းတွေကြောင့်လမ်းတွေရှင်တွေမှာမတော်တဆဖြစ်ရပ်တွေမကြာခဏဖြစ်ပွားပြီးနှစ်စဉ်လူပေါင်းဒါဇင်နဲ့ချီအသက်တွေဆုံးရှုံးခဲ့ရပါတယ်ရှင်။ TVO မြန်မာကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ဘူးခတ်တာပါဒီနေ့ပြပါရရှင်